မင်္ဂလာပါခင်ဗျာဆရာရုပ်ဆရာကြီးချွေဦးတော်ရေးသားတော်ပထမဆရာသိန်းလို့အမည်ရတဲ့လုံချင်းဝတ္ထုကိုအပိုင်းသုံးအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာပထမဆရာသိန်းအပိုင်းသုံးတရုတ်အကျဉ်းသမားများအားစစ်ဆေးမေးမြန်းတော်ကရိယာတစားမှာအလောနာကျင်လာသည်ဟူ၍ကြားဘူးယုံများကြားခဲ့ဘူးလေရာယခုမှကိုတွေ့ဖြစ်ချေတော်မူဟုရင်းထဲတွင်တဒိန်ဒိန်ခုန်လျက်ရှိ၏ ပထမသိန်းအကြောင်းကို ခမရဘာများသိတယ်လဲကျွန်တော်ဖြည့်ပြီးပါပြီထပ်ပြီးဖြည့်ကြရမရှိတော့ပါပထမသိန်းအကြောင်းကိုခမရဘာများသိထားတယ်လဲဖြည့်ပြီးပါဘူးဒီတခါနောက်ဆုံးမယ်နော်ပထမသိန်းအကြောင်းကိုခမရဘာများသိတယ်လဲဖြည့်ပြီးပါပြီဒီပြင်ဖြည့်ကြရမရှိတော့ဟိုစိတ်ကိုတင်း၍ပြောရတော့လဲနှလုံးသားကိုခဲလုံးကြီးကြီးဖြင့်ဖိနှိပ်ထားပြီးတကယ်တော့လေးလံလာချေဤ ူကအလဲမတရုတ်ကြီးတည်တပည့်များအားလက်ပြလိုက်ရာကျွန်ုပ်မှာရုံးကန်ရန်အချိန်မရမီတယောက်တော်သူသည်ရေဘက်ကိုတွန်းကကျမ်းပေါ်သို့လှဲလိုက်ပြီးနောက်တယောက်သည်ကျွန်ုပ်၏လက်ပင်တွင်တန်ကြိုးကွင်းဆွလေ၏ထို့နောက်လူနှစ်ယောက်တို့သည်တက်သားတုံချောင်းများနှင့်တန်ကြိုးကိုကလန်း၍လှဲကြလေရာ နောက်တစ်ပတ်လှဲပါမူကျွန်ုပ်မှာလက်ပင်အိပ်၍အသက်ထွက်ရုံမျှသာရှိတော်၏ထိုအခါတရုတ်ကြီးကခိတရရဲ့ဟန် လက်ပြတဲ့ရဲ့ ပထမံတိန်အကြောင်းကိုခမဘာတိတယ်ကျွန်ုပ်ဒီရခင်ကဖြည့်ပြီးစကားအတိုင်းဖြည့်ဆိုရန်စူးစမ်းပါတော့လေလေပင်အလှသည်ဖြစ်သောကြောင့်ဝူဝဝနှင့်သာမပီကလာဖြစ်၍နေလေ၏သူအခါတယုတ်ကြီးသည်လူများကိုလက်ပြ၍ကျွန်ုပ်၏အနီးသို့ရှင်းကပ်လာပြီလျင်လက်ကိုအကင်ဆွဲလျက်ကျင်တ်ပါပြီကိုချင်းစိဘာမှမကြောက်ပါနဲ့ခမဘာမှမဖြစ်စေရပါဘူးဟုပြောလေရာသူအတ္တမကပထမံတိန်ဤအတ္တမင်းဖြစ်ရှိ၏အခန်းလေး ပထမတန်းရရုပ်ပြချင်းမှာတရုပ်စစ်စစ်နဲ့လုံမင်းစွာတူပေရကကျွန်ုပ်ဒီငိုအတန်အတိုင်းပြောလိုက်ခြင်းကိုကြားရသဖြင့်ရောင်၍ကြီးလိုက်သောအခါတွင်မှ ဟုတ်မှာဟုတ်ပါလေဤလို့ဟုယုံမှားခြင်းမကင်းနိုင်အောင်ဖြစ်နေခဲ့ရှိသည်ကိုဟန်မူရသည်လကောမျက်နှာသားသည်လကောအတန်နေအတန်သားသည်လကောအတန်90အရွယ်ရှိအထက်တန်းသာတရုပ်လူမျိုးတစ်ယောက်နှင့်တတဝေမတိန်တူညီလှပေ၏ ပထမတိုင်းဒီတီဘီဖြစ်တော့ကျွန်ုပ်ကိုပင်မယိမ့်မိနိုင်အောင်လက်ပတ်နိုင်ခဲ့သည့်ဖြစ်တော့ကြောင့်၎င်းအားမတိမကျွမ်းဘူးသောသူများကိုဂရိဟအလင်းကင်းအောင်လှည့်ပြားနိုင်မိအကြောင်းမှာကျွန်ုပ်၏စိတ်၌ယုံမားခြင်းအလျင်မရှိတော့ရှိကျွန်ုပ်သည်ရန်သူမှလက်တွဲ၌ကြားရောက်၍တေလူမတက်ရှိအောင်ညှဉ်းပန်းခြင်းခံရတော့မည်ဟုထင်မှတ်ရမှတန်ကျိုးများကိုဖြုတ်၍လွတ်လပ်ခြင်းရရှိသောအခါတွင်မိမများလာစိတ်သက်သာခွင့်ရရှိခဲ့သည်ကိုတွေးတောနိုင်ကြပြီလိမ့်မည် ။ဆရာကကို့လူအကြောင်းစမ်းကြည့်တာတော့ဟုတ်ပါရဲ့။ခံရတဲ့သူမှပြင်တေရုသွားတာပဲဆရာ။စိတ်မရှိပါနဲ့ကိုကျင်စိန်။ယုံကြည်ရတယ်ဆိုပေမဲ့တကယ်တကယ်နင်လားငါလားဆိုတော့ခမ ्याल ို့နှုတ်လုံတဲ့သူအဟုတ်ရှားတယ်ဗျ။ဒါထက် ကျုပ်ရုပ်ဖြတ်ထားတဲ့ပုံဘက်နဲ့လဲ။တော်တော်ဟန်းရတယ်။တိတ်နေရကြတယ်ဗျာ။ဒီလောက်တောင်တူလိုက်မယ်လို့ဗန်နီးနဲ့မှကျွန်တော်မထင်မိဘူး။နေပါဦး။အခုကျွန်တော်တို့ဘယ်ရောက်နေကြတာ။ကျုပ်လူတယောက်ရဲ့အိမ်ပါပဲ ကိုင်းဒါထက်အလုံးနဲ့ပတ်သက်တဲ့စကားတိုင်ပင်ကြဆို။ဟောဒီညာဘက်ကလူကလုံးဝမ်းနေဗျ။ပီကင်းမျိုးကိုကြုတ်လွှတ်ထားတဲ့သူပဲ။ခမရပြန်သွားပြီးတဲ့နောက်나이ဝတ်အတွင်းမှာသူရောက်လာတယ်။ကြုတ်သိကျင်တဲ့အကြောင်းအရာကိုသိခဲ့ရပြီ။ကြုတ်တို့သွားကြရုံးမရှိတော့ခမရအစင်သေးဖြစ်ပြီလား။အိန္ဒိယမီတိန်းစီယာကလေးနှစ်ခုသုံးခုတိန်းဆဲပြီးလိုက်ခတ်ရုံပါပဲဆရာ။ကာဒါဖြင့်ကြုတ်တစ်ပက်တည်းရောက်ခေါ်သွားပြီတော့ ခမည်းလူတရားပစ္စည်းလေးများတို့ကိုးပြီးယူခဲ့လိုက်မယ်မကြစင်နဲ့နော်စိတ်ချပါဆရာကျွန်တော်ဒီပထမသိန်းဤတပည့်တယောက်နဲ့အတူအိမ်တို့ပြန်လာခဲ့၍လမ်းခရီး၌ဆောင်ရည်ရန်ပစ္စည်းကလေးများကိုတရေအိတ်ငယ်တစ်လုံးတွင်ထည့်ပြီးလိုက်၏ကျန်သောပစ္စည်းများကိုတစ်တာတစ်လုံးတွင်တုတ်သွင်း၍အိမ်ရှင်အတွက်စားရသောပထမသိန်းနှင့်ဆက်ပေသောကိုချင်းဟုတ်ထံစားရသော အသေးသေးရေးသားပြီးနောက်အိမ်လာခအတွက်ပေးရန်ရှိသောငွေကိုအိမ်ရှင်ဤစားအိတ်ထဲ၌ ထည့်သွင်းခဲ့၏။နောက်ဆာမ ्या ကိုဇပွဲပေါ်၌ထားခဲ့၍တရေအိတ်ကိုတပည့်အားပိတ်အပ်လျက်၎င်းနှင့်အတူ ပထမတန်းရှိရာနေအိမ်သို့ပြန်လာခဲ့လေ၏။ပထမတန်းသည်ကျွန်ုပ်အားဆောက်မွန်လျက်ရှိရာကျွန်ုပ်ရောက်လာသောအခါတွင်အခန်းတစ်ခန်းအတွင်းသို့ခိတ္တသွား၍ကျွန်ုပ်ဝိစဉ်ရန်အတွက်အသည့်ဝဲချမ်းပြင်ဆင်ထားသော တရုတ်အဝယ်စားများကို ပြသပေးအပ်လေ၏။ထို့နောက်ပထမတန်းရင်ကိုညင်ချင်းအဖြစ်ကျွန်ုပ်သည် ရှေးခက်ကြကြအထက်တန်းသာတရုတ်လူမျိုးများဝတ်ဆင်သည်ဘောင်းမီပွားအင်းကြီးပွားစသောအဝတ်အစားများကိုဝတ်ဆင်၍မျက်မှတ်ဝန်းကြီးကိုတက်ဆင်လိုက်သောအခါတွင်တရုတ်သွေးတဝက်ပါရှိသောကျွန်ုပ်မှာတခဏချင်းတွင်တရုတ်အစ်စ်အဖြစ်သို့ပြောင်းလဲသွားလေ၏ထို့နောက်လမောင်းနှင့်မျက်နှာတို့တွင်ပထမတန်းကိုယ်တိုင်ဖော်ဆက်ထားသောစည်းရည်များကိုလိမ့်ကြံ၍ပားပြင်းနှင့်နဖူးနှထင်းစသည်တို့တွင် ပထမသိန်းကစုတ်တံနဲ့ရေးချယ်ပြုပြင်ပေးလိုက်တော့အခါနိုင်မှုကကျွန်ုပ်၏ငကိုရုပ်လုံးလုံးပျောက်သွားသည့်အပြင်အသက်အားဖြင့်အ ਨੇ စုံ15နှစ်ခန့်ပုံမရင်းအိုး၍နာလေ၏အလုံးစုံပြင်ဆင်ပြီးကြတော့အခါ၌ပထမသိန်းကကိုကိုကိုတော့ဖြင့်ဟန်လာပြီးထင်ပါရဲ့သို့တော့တကယ်တရုတ်အစင်းနဲ့တူစီမတူစီကိုနိုင်ဝက်လောက်ကြားတဲ့အခါမှာစမ်းတက်ဖို့အခွင့်ပေါ်လာလိမ့်မယ်စမ်းတက်ပုံကဒီလိုပြတရုတ်ကောင် စိတ်ဝင်ရုံးမှနေတဲ့ဒေါ်တင်ဆိုတဲ့လူတယောက်အိမ်မှာမန်ချူးမင်းဆက်ဖြုတ်ဖို့အကြောင်းနဲ့ဆက်လင်းနဲ့အစည်းအဝေးတစ်ခုကျင်းပလိုက်ပြီ။လောဝံကအစည်းအဝေးသွားပြီးပီကင်းမျိုးကကုံတဲကြီးနှစ်ယောက်ဆက်ရောက်လာတဲ့အကြောင်း၎င်းကုံတဲကြီးများဟာလည်းပီကင်းမျိုးကအတင်းကြီးမှအတင်းသားများဖြစ်တဲ့အကြောင်းပြောထားနှင်းလိုက်။ကျုံးနဲ့ခမရနဲ့ကတရုတ်ကုံတဲကြီးနှစ်ယောက်ရောင်ဆောင်ပြီးအစည်းအဝေးပေါ်ဝင်ကြရလိုက်မယ်။ပွဲမဝင်ရင်အပြင်ကကျင်းပဆိုသလိုတရုတ်အစ်စ်နဲ့တူမတူလူများဂျိမ့်မိမယိမ့်မိအကြောင်းကို ဒီအစည်းအဝေးမှာဆန့်တက်ရတယ်။ဒီမှာတော့အကယ်၍မိသွားအောင်တော့တေလပြောင်းလောက်အောင်မဖြစ်နိုင်ဘူးဗျ။ပို့ကြမှာဆိုရင်တော့ယခုအလိန်ပေါ်လိုက်ရင်ယခုတေးရနိုင်မယ်။ဒီတော့ကျုပ်တို့ဝက်ပုံစားပုံပြောပုံဆိုပုံနဲ့လူဟန်မှုရတဲ့ဟာတကယ်တရုတ်အစ်စ်တွေမျက်စိမှားနိုင်တော့အောင်ပြပြတဲ့ဝတ်ပမလားလို့ဒီကလေးကဆန့်တက်ရှင်ခဲ့တယ်ကိုချင်းစိသူတို့အစည်းအဝေးကိုဝင်တဲ့အခါမှာပြင်းပွဲတဲ့ဇကားတွေပါလေရှိသေးတယ်မဟုတ်လား ဒီအတွက်တော့မစိုးရိမ်နဲ့လုံးဝကစုံစမ်းပြီးပြီအားလုံးတိကျရဒီအဝင်းနဲ့ကျင်သားမရသေးမီချက်ချင်းစမ်းကြည့်လို့တော်ပါမလားဗျာဒီလိုစမ်းဖို့အခွင့်နောက်တစ်ချိန်ကျုပ်တို့မရနိုင်ဘူးကိုကျင်စိန်အကယ်၍ပေါ်ပေါက်သွားခဲ့လို့ရှိရင်ဘယ်နေရာဘယ်အချက်မှာကျုပ်တို့လူသေးတကိုးလို့သိရတော့နောက်ကိုကျုပ်တို့ပြင်ဆင်နိုင်တာပေါ့မကြောက်ပါနဲ့ဗျာလာတာလာပါကြောက်လို့မဟုတ်ပါဘူးဆရာအရင်လုံလုံးမလားလို့ပါ တို့တော့ဆရာကြီးနဲ့လျင်သွားလိမ့်ဆရာထို့နောက်ပထမသိန်းနဲ့ကျွန်ုပ်ဒီအိမ်ကြီးမှာထွက်ခါလာရ၍လမ်းပေးနာရဲ့လျက်ဆောက်နေသောထန်းစဉ်ပေါ်သို့တယောက်စီတက်ပြေးလျင်ကောင်စင်းဝန်ယုံစီတို့ရှေးရှုထွက်လာခဲ့ကြလေ၏ယုံဤတောင်ဖက်နှရှိသောတရုတ်အိမ်ကြီးတစ်ဆောင်ရှိသောရောက်ကြသောအခါပထမသိန်းသည်ထန်းစဉ်သမားကိုလှုပ်ပြီးနောက်အစည်းဝေးသို့ဝင်ရန်နှိမ့်ဝတ်သောစကားမှာမန်ချူးဖြစ်ကြောင်းမန်ချူးဟူ၍နှုတ်မရွတ်ဆိုသောအခါတွင် လက်ရဘက်မှလက်ညိုးနှင့်လက်ကလေးကိုလက်ဝဲဘက်လက်ဘဝပြင်တွင်ကတ်ထားလျက်ဦးခေါင်းကိုညွှန်ရမည်အကြောင်းနှင့်တွင်တင်ပြောပြလေ၏ထို့နောက်ကျွန်ုပ်တို့သည်အင်ကြီးဤတကားသို့ချင်းကပ်ကြ၍ပထမသိန်းသည်လက်ဝဲဘက်လက်တွင်ဝတ်ထားသောကြောင်လက်စွန့်နှင့်တကားကိုသုံးချက်မှန်မှန်ခောက်လိုက်လျက်တကားမကြီးအလယ်မှတကားငယ်ကလေးတစ်ခုပွင့်လာ၍လူကောင်းသူကောင်းများအိပ်ပျော်နေသောအချိန်တွင် ၎င်းကိုခောက်၍နှောက်ယှက်သူကမိသူဖြစ်သည်ဟုတရုတ်စကားဖြင့်နေလိုက်။ထိုအခါပထမသိန်းကကျွန်ုပ်တို့ကမန်ရှူအရေးအတွက်မြို့တော်ကြီးမှဆက်ရောက်လာကြသောကုန်သည်ကြီးနှစ်ဦးဖြစ်ပါသည်ဟုပြန်ပြော၍လက်ချောင်းများကိုကျွန်ုပ်အားပြထားသောနေရာတိုင်းပြုလုပ်ပြသည်နှင့်တပြိုင်နက်တကားကြီးလည်းပွင့်သွားလေ၏။ကျွန်ုပ်နှင့်ပထမသိန်းတို့သည် တကားပေါင်းမှဝင်သွားကြသောအခါအိမ်ရှိခန်းမှတခုတည်းသောမိကွက်ကလေး၏အယောင်ဖြင့်မဲမိန်စွာရှိနေသည်ဖြစ်ရာ တကမူးသည်ကျွန်ုပ်တို့အားအိုးကောင်းညွတ်ကာခေါ်သွား၍၎င်းနောက်မှလိုက်သွားကြရလေ၏နောက်ပြေးဆောင်သို့ရောက်သောအခါတကမူးသည်တကားကိုခောက်လိုက်သဖြင့်တကားပွင့်လာရပြီထိန်လင်းသောမိအောင်ကို တွေ့မြင်ရပြီလေ၏အတွင်းသို့ဝင်သွားကြသောအခါ၌မူကား20ခန်းမြောက်သောတရုတ်လူမျိုးများသည်တပည့်ဝိုင်းကြီးတို့ခုဤပတ်လည်၌ဘိုင်းဖွဲ့ကထိုင်နေကြသည်ကိုတွေ့ရလေ၏။တယောက်သောအတင်းသားသည်ထိုင်ရာမှထလာ၍ လက်လက်သောနေရာနေရာကိုကျွန်တော်တို့နှစ်ယောက်အားပေးပြီးလည်းရင်တရုတ်ဆေးအိုးများကိုလည်းတည်ခင်းပေးတဲ့ဖြင့်ကျွန်တော်တို့ဒီဆေးအိုးများကိုဖွာလျက်ရှိကြသည်လူအလုံးတို့ဒီစကားတခုများပြောဆိုခြင်းမပြုဘဲ၅မိနစ်ခန့်အတန်တိုင်းတခမ်းလုံးငြိမ်စိတ်စွာရှိကြလေထိုချိန်တော်တွင်၌ကျွန်ုပ်မှာစိတ်ဤငြိမ်သက်ခြင်းကိုမရဘဲရင်ထဲ၌တဒိန်ဒိန်တုန်ခုန်လျက်ရှိနေ၏ တို့ရတွင်ထို့သို့သောအချင်းရာကိုအသိန်းသားများမရိပ်မိစေရန်အိမ်တွေစေထိုင်နေရလေ၏၎င်းနောက်ကျွန်ုပ်တို့ဤလက်ရဗနာတွင်ထိုင်နေရရှိသောတရုတ်ကြီးတယောက်သည်ထိုင်ရာမှထား၍ပထမသိန်းအားရှန်ဟန်းမြို့သို့လာခြင်းကိစ္စကိုမေးမြန်းသဖြင့်ပထမသိန်းသည်တရုတ်လူမျိုးတို့၏ထုံးစံအတိုင်းလေးလေးစစ်စစ်အိမ်တွေရသောအမူအရာနှင့်မိမိလာရောက်ခြင်းမှာကိုဂျိုးကိုစီးပွားအတွက်မဟုတ်ကြောင်း အမျိုးသားအတွက်ဆောင်ရွက်ရန်အခွင့်အလမ်းပေါ်ပေါက်ခဲ့ပါလေရင်ဆောင်ရွက်ရန်နှင့်ရှာဟဲမြို့ကြီးတို့ရောက်ဖို့တည်ဟူ၍ပြောရနိုင်ခြင်းရန်မျှတာလျင်ဖြစ်ကြောင်းနှင့်ပြန်ပြောလေ၏၎င်းနောက်ထိုလူကြီးသည်ကျွန်ုပ်အားအလားတူမိဂုံမျိုးကိုမေးမြန်းလေရာကျွန်ုပ်ကလည်းပထမသိန်းဤအဖြေမျိုးဖြစ်ပင်ပြန်လည်၍ဖြေကြားခဲ့၏အတင်းသားများသည်ရှင်းနေသူ9မိနစ်ခန့်ကြာအောင်တိတ်ဆိတ်စွာနေကြပြီးနောက်အကြီးအကဲဖြစ်သူကကျွန်ုပ်တို့ဆောင်ရွက်ရန်ကိစ္စများကြောင့်နှင့်စတင်ပြောပြရာတွင် အသင်းသားအလုံးတို့သည်ထက်တန်သောစိတ်ကိုနှုတ်ကျော်နှိုးဆွား၍ပေးလိုက်ပြီတကယ်တို့လုံးလုံးရွာရွာရှိလာကြပြီလေသူထက်ကတယောက်တခွန်းဖြင့်အကြံစီအမျိုးမျိုးခင်းချင်းပြောပြကြလေရကတခန်းလုံးမှာဇပွဲကိုထုတံလက်ခုပ်လက်ဝါးတီးတံကျမ်းကိုရှင်နှင့်စောက်တံစသည်တို့ဖြင့်စူညံစွာရှိကြလေ၏ကျွန်ုပ်မှမူမြေသူဤစကားကိုနားထောင်ရမည်မသိသောကြောင့်စိတ်အာယုံထွေပြားလျက်ရှိနေသဖြင့် မိသူဤစကားကိုမျှနားမဝင်မိရှိတို့ရတွင်နောက်ဆုံး၌မူကားပထမသင်း၏အတန်သည်အကျယ်ဆုံးဖြစ်၍၎င်းပြောပြသောစကားတို့မှာအထိပ္ပယ်အလေးနက်ဆုံးဖြစ်သည့်အပြင်မန်ရှူမင်းဆက်ကိုဖြုတ်ပြခြင်းနှင့်ပတ်သက်၍သူတစ်ပါးတို့အိမ်မက်မြမမဝန်းလောက်အောင်ကြောက်မက်ဖော်ရသောနီလန်းတို့ကိုထောက်ခံညွှန်ပြလျက်ကအတင်းသားအလုံးတို့မှာမိမိထက်ဆရာထက်တန်၍ကြံဝန့်ဖန်ဝန့်သောလူတစ်ယောက်ပါပေတကားဟုအောက်မေ့ဟန်ဖြင့် ။ဗဇက်ကိုဟကအကြောင်းသားငေးလျက်နားထောင်နေကြလေ။ငါယူဝခန့်ဟောပြောမိလျင်ပင် ပထမသိမ့်သည်။အတင်းသားအလုံးတို့၏စိတ်ဓာတ်ကိုမိမိအလိုရှိရာသို့ညှို့ပြောင်းလိုက်ပါစေလောက်အောင်စွမ်းဆောင်နိုင်ခဲ့သည်ဖြစ်ရက၎င်းအားလက်ကုတ်လဝါတီး၍ဩမပေးကြသောအတန်များမှာတဖြောင်းဖြောင်းတတော်တော်ရှိနေသည်ဖြစ်၍ဥက္ကဋ္ဌကပင်တတိပေးခဲ့သည်ဤတို့နှင့်တုံးနာရီထိုးလက်သောအစည်းဝေးကိုရုပ်သိမ်း၍ အတင်းသားများသည်နှစ်ယောက်တည်းတည်းစသဖြင့်အခန်းတွင်မှထွက်ခွာသွားကြလေရာ နောက်ဆုံးနာလောဝံကျွန်ုပ်ပထမသိန်းနှင့်အကြီးအကဲတယုတ်ကြီးတို့သာလျင်အခန်း၌ကျန်နေရကြလေတော့ဤထိုအခါပထမသိန်းသည်ကျွန်ုပ်တို့သွားရန်ကိစ္စအကြောင်းနှင့်ဆက်လိမ့်၍တိလို့သောအချက်များကိုတယုတ်ကြီးအားကျင်လည်စွာတီးခေါက်ဆုံနှဲလေရာအကြီးအကဲဖြစ်သောတယုတ်ကြီးကတိဘက်ပြည်ရှိယဟန်တော်များ၏လက်ဝယ်၌ရှိနေသော အရာဝတ္ထုတစ်စုံတစ်ခုကိုရအောင်ကြိုးပမ်းခြင်းမြည်ဒီမှာကဘာပေါ်၌မိမိတည်သည်မြသောကိစ္စအပေါင်းတို့တွင်အခက်ဆုံးဖြစ်ကြောင်းထိုပုဂ္ဂိုလ်များသည်ယဟန်တော်များပင်ဖြစ်နေကြမူဘာသာရေးနှင့်ဆိုင်ရာလျှို့ဝှက်နေသောပညာရည်များကိုတဦးတယောက်သောသူကမိမိတို့ထံမှဗတရားသောနိလန့်ဖြင့်ကြားဖို့ကြံစီခြင်းကိုရိမ့်မိခဲ့ပါလေ။ထိုသူကိုတုတ်တင်ဖို့အနေငယ်များဝင်မလေးကြောင်းတရားသဖြင့်ရအောင်ကြံစီဖို့မှလည်းစိတ်ကူးများမထည့်တင်ကြောင်း အဘဲကြောင့်ဆိုသောထိုပုဂ္ဂိုလ်များသည်မိမိတို့လက်ဝန်းနာရှိသည့်လျှို့ဝှက်သောပညာများပြန့်နှံ့သွားမည်ကိုမိမိတို့၏အသက်ဆုံးရှုံးရခြင်းထက်ပင်စိုးရိမ်ကြောက်ကြခြင်းဖြစ်၍ထိုသို့သောအကြံစီမျိုးရှိခဲ့ပါလျင်ထိုနေရာထိုအချိန်မှစ၍၎င်းအကြံစီကိုချော့လိုက်ပါမည်အကြောင်းနှင့်ဖြောင်းဖျားပြောဆိုလေ၏ထိုအခါပထမတိုင်းကတာမညမဟုတ်သော အကြံစီကိုကြံစီဝင်ခြင်းမှာတာမညလူတယောက်မဟုတ်သောကြောင့်ဖြစ်ကြောင်းနှင့်ပြော၍ အင်းကြီးကွာကြီးအတွင်သာလျှိုးဝဲ၍ယူခဲ့သောဆင်းသွဲကျုပ်ကိုထုတ်ပြနေရာတယုတ်ကြီးသည်၎င်းကိုမြင်သိနေတဲ့ပြိုင်နဲ့ကျမ်းပေါ်၌ဒူးထောက်ပြီးလေ၏တိလိုသည်များကို မေးတော်မူပါကျုပ်တိသည်များဖြေပါမည်ဟုပြော၏ကျွန်ုပ်ဘာကုန်းမှမမေးလို စီစဉ်ထားပြီးအတိုင်းကျုပ်ထံပို့လိုက်ပါကောင်းပါပြီအရှင်အရှင်မနှောင်းပါစေနှင့်ဘသူကိုမှလည်းမပြောနေနှင့်ဤလိမ့်စာအတိုင်းပို့လိုက်လေစိတ်ချပါအရှင် ပထမသိန်းသည်စက်ကူတရွက်လည်းရင်လိမ့်စာကို ရေး၍တရုတ်ကြီးအားပေးခဲ့ပြီးနောက်ခွဲခွာခဲ့ကြလေရာကျွန်ုပ်နှင့်ပထမသိန်းသည်ရခိုင်ကတွေ့ဆုံကြသောအိမ်သို့ခြောက်လာခဲ့ကြလေ၏နေအိမ်သို့ရောက်၍အခန်း၌ထိုင်မိကြသောအခါပထမသိန်းကဗန်းနယ်လေကိုချင်းစိန်ဆင်ဆွေကျုပ်၏အဆွမ်းကိုခမည်းကိုယ်တိုင်မြင်ခဲ့ရပြီမဟုတ်ကျုပ်တို့ကိုနေကတွေ့ခဲ့တဲ့တရုတ်ကြီးကကျုပ်တို့တွားရမယ့်အရက်ကအသင်းသားတယောက်ဖြစ်တယ်တကားတောင်းတန်ရှိတဲ့အနေနဲ့ပထမတကားကိုသူ့ဖွင့်ပေးလိုက်မယ် ကျန်တဲ့တကားနှစ်တန်တော့ကို့ဘာသာကိုကြည့်ကျက်လောက်ရမှာပေါ့ဗျာ။ဂိုင်းကိုချင်းစိန်။ငါကိုအဝတ်တိုင်းတခါပြန်လဲပြေအောင်တော့ပြီးလည်ရင်ကျုံနေတဲ့အိမ်ကိုလိုက်ခဲ့ဗျာ။မနှက်စာမစားခင်တင်ပေါ်ဆင်းရလိုက်မယ်ထင်တယ်။မူလဝင်များကိုလဲလဲဝတ်ဆင်ကြပြီးနောက်ကျွန်ုပ်နဲ့ပထမသိန်းတို့သည် ပထမသိန်းနေရာ ဖြစ်သောအိမ်သို့ခြေချင်းချောက်လာကြလေရာ။ထိုအချိန်ဒီကအာယုံတက်ခဲ့လေပြီ။အိမ်ပေါ်သို့တက်မိကြသောအခါအစီကံများသည် ဝမ်းဖဲဆံပြုတ်နှင့်အစင်သင့်ဆောင်းစားလျက်ရှိကြ၏ကျွန်ုပ်တို့သည်သပွဲတွင်ထိုင်လျက်တစုံအများတောက်ဆပြုတ်သည်နှင့်အစီကံသည်အခန်းတွင်သို့ဝင်၍ဧည့်သည်တရဆက်ရောက်လာကြောင်းအရေးကြီးသောကိစ္စဖြစ်သည်ဟုပြောကြောင်းနှင့်ပြောပြလျာကျွန်ုပ်တို့သည်အပြင်သို့ထွက်လာကြသောအခါတွင်ဧည့်သည်မှလောဝံဖြစ်ကြောင်းနှင့်တွေ့ရလေ၏ဘယ်နဲ့လဲလောဝံတယုတ်ကြီးကဗာမြမှားလိုက်တယ်ထိုအခါစကားနှဲလာသောလောဝံသည်မိတို့မြမပြောဘဲအင်းကြီးအိတ်ကအတွင်းမှာ စာရရွက်ကိုထုတ်၍ပထမသိန်းအားပေးလေ၏ပထမသိန်းသည်စာရွက်ကိုကြည့်ပြီးလျင်ကျွန်ုပ်အားလှမ်းပေးလိုက်ရာတရုပ်စာဖြင့်အောက်ပါအတိုင်းရေးသားထားသည်ကိုတွေ့ရ၏တရားစင်မျိုးအတောင်တရားလံကုန်းကုန်ဤအိအိမြတာလည်းပါရှိတော့ကြောင့်ကျွန်ုပ်ကကိုနေကတရုပ်ကြည့်ပေးလိုက်တာလားဆရာဒါဘောကိုကျင်စင်ဟေ့လောင်းဝံမြောက်ပိုင်းသွားတဲ့တင်မောဘယ်ချိန်ထွက်တယ်လဲ၆နာရီတိတိထွက်တယ်ကဲလောင်းဝံ သင်မောကိုမင်းဆင်းနေပြီတော့ငါတို့တော်တော်ကြာဆင်းလာခဲ့မယ်။သို့တော့ငါတခုမှားထားမယ်။တရားစင်မျိုးကိုမရောမရှင်ငါတို့နဲ့မင်းနဲ့မမြင်ဘူးမသိဘူးရောစောင်းနေကြလား။လုံးဝနဲ့ဦးကောင်းကိုညှိ၍ဆင်းသွားလေ၏။ထိုအချိန်မှာငါးနာရီထိုးအချိန်မြတာရှိသေးသဖြင့်ကျွန်တို့သည်ဆံပြုတ်ကိုဆက်လိုက်၍တောက်၏။ဂျမန်ညင်းကအဖြစ်ပြက်များနှင့်နောင်ရေးအကြောင်းကိုဆွေးနွေးတိုင်မြင်လျက်ရှိကြရာ။ငါးနာရီခွဲသည့်နေ့တစ်ပြိုင်တည်း ပထမန်သိန်းသည်၎င်း၏အစီကံကိုခေါ်၍အရှင်ငါတရားကိုတောင်းအောင်မယ်။ဘလောက်ကြာမှန်းငါမပြောနိုင်ဘူး။ဆယ်ရက်ကြာချင်းကြာမယ်။ဆယ်နှစ်ကြာချင်းကြာမယ်။ငါပစ္စည်းတွေကိုမင်းကြည့်ရစ်။ကြောင်ကိုနွားလို့မှန်မှန်တိုက်။ငါပြန်လာလို့ငါကြောင်ပိန်နေတာတွေ့ရရင်မင်းကိုကြောင်လို့ပိန်သွားအောင်လုပ်ရလိမ့်မယ်။ကြားလား။ကောင်းပါပြီ။ကြော့ဟောဒီမှာဆယ်နှစ်အတွက်လားကဒီအတွင်းမင်းထွက်ပြေးရင်မင်းဘာဖြစ်မယ်သိလား။ ဝါဖြစ်အောင်ငါလုပ်မယ်။အရှံဒီထိုစကားကိုကြားရသောအခါအကယ်ပင်ယုံကြည်ဟန်ရှိသည်ဖြင့်မျက်နှာပြည့်၍တွားသည်ကိုပင်ကျွန်ုပ်မြင်ရ၏။ထိုကနနိုင်ကြောင်တဲ့ကြီးသည်ဗီဒီယိုပေါ်မှဇပွဲပေါ်သို့ခုန်ချလိုက်လျာအရှံမှာနှံ့၍អော်လာ၏။ပထမသိန်းသည်ကြောင်ကြီးကိုပွေ့ယူတတ်ပွက်လျက်သွားမယ်နော်နှက်ကျုပ်သွားမယ်ဟေ့အရှံဟုတ်နှုတ်ဆက်၍ပစ္စည်းများကိုလမ်းချားပေါ်သို့တင်စေပြီးလည်ရင် ကျွန်ုပ်တို့သည်တင်မောစိတ်တို့ဆင်းလာကြလေ၏တင်မောစိတ်တို့ရောက်ကြသောအခါတင်မောမှာရေလယ်၌စိုက်ထားသောကြောင့်တမန်တစင်းနှင့်ပစ္စည်းများကိုတင်လျက်ကူးကြရ၏တင်မောပေါ်သို့ရောက်သောအခါလောဝံသည် ကျွန်ုပ်တို့ကိုမြင်တော်လဲဆရာဤမှားထားချက်ကြောင့်နှဲ့၍မြပင်မကြည့်ရှိပထမသိမ်းမှာမိတို့တော်နီးအဖြင့်ရှားဝဲစုဆောင်ပြီးပစ္စည်းရှိသည်မသိအနေထိုင်အဝိအစာစသည်တို့၌ပထမတန်းကြီးတာလျင်အတုံးပြု၍ ပြီးသွားတဲ့အ၌လည်းပထမတန်းပင်စီးသူဖြစ်လေသည်။လောဝမာမူတတိယတန်းတွင်မိတ်ဆွေတယုတ်များနှင့်ပိုက်ကျူဖဲကစားလျက်လိုက်ပါလာလေ၏။ကျွန်ုပ်တို့သည်လမ်းခရီး၌ထူးခြားသောအချင်းအရာတစုံတရာများကြုံတွေ့ရခြင်းမရှိပဲတီယန်စင်မျိုးတို့ကောင်းမွန်စွာစိုက်ကြလေရာ။တင်မောကူရီများသည်ပထမတန်း၏ပစ္စည်းများကိုတခြားခရီးသည်များ၏ပစ္စည်းထက်လူရက်တည်ယူကြသည်ကိုကျွန်ုပ်တည်ပြမိ၏။ပစ္စည်းများကိုတက်စီတစည်းပေါ်သို့တင်စေ၍ ပထမသိန်းသည်မစ္စတာဝီလျံဆင်ဆိုသူဘောကာပြားတယောက်၏အိမ်သို့မောင်းစီရာအင်ရှင်ဝီလျံဆင်သည်ပထမသိန်းအားဝမ်းမြဝမ်းသာခရီးဥကြုံပြုံကိုထောက်ရှင်းအပြင်ထိုသူတို့တယောက်တို့သည်ရှေးရင်ခင်ကတစုံတစ်ခုသောအလုံး၌အတူတွဲဖက်၍လှုပ်ဖူးရတွင်ဝီလျံဆင်ကအတော်ပင်အကျိုးခံစားမှုဟန်ရှိသည်ဟုခံမှန်းဖော်ရာရှိပေ၏ ပထမသိန်းနိုင်ထူးခြားသောအရေးချင်းတစ်ခုမှာတရုတ်လူမျိုးနှင့်တွေ့ဆုံရောနှောရသည့်အခါတွင်တရုတ်လူမျိုးထုံးတမ်းလည်းရောက်ဝတ္တရားကြည့်ပြုံအောင်ပြုလုပ်တတ်၍ဘိုကာပြားတယောက်နှင့်ရောနှောဆက်ဆံရ၌လည်းမိမိကိုယ်တိုင်ဘိုကာပြားတယောက်ဖြစ်သည့်ပမာ အမူအရာ၌လည်းကောင်းအပြောဆို၌လည်းကောင်းတွက်လက်ရှင်ခံခြင်းရှိလာခြင်းသည်ဟူသောအရှင်းအရာပင် ဖြစ်ရသည်ထို့မြတ်သာမကကလားလူမျိုးဂျပန်လူမျိုးများနှင့်ရောနှောဆက်ဆံရပါလိမ့်မည် ထိုနည်းတူစွာပင်ဝတ္တရားခြေပြုံလိမ့်ပြီးဟူ၍ကျွန်ုပ်ယုံကြည်ပေသည်။ယင်းတို့ရှိနေခြင်းမှာပထမအသိသည်ထိုလူမျိုးအသီးသီးတို့၏နေရင်းဌာနသို့ကိုယ်တန်ရောက်ဖူးခဲ့ယုံသာမကအထက်တန်းသားလူများနှင့်ယင်းဤစွာဆက်ဆံခွင့်ရခဲ့သည့်အပြင်ထိုသူတို့၏ပြုမှုပြောဆိုပုံများကိုဂယုပြု၍လိမ့်လာမှတ်သားခဲ့ခြင်းဟူသောဒေတန္တရဗဟုသုတကြောင့်ဖြစ်ဟန်တူရှိသည်။ဝီလျံစင်းဆိုသူမှာအင်္ဂလိပ်ကောင်စစ်ဝင်ယုံ၌အမှုထမ်းသူတယောက်ဖြစ်လျား ပထမတန်းက၎င်း၏နေအိမ်၌တရရနဲ့ရဲများတဲကိုလိုကြောင်းပြောရတွင်ဝမ်းမြဝမ်းသာဖြစ်သွားဟန်ရှိ၍တရရနဲ့ရဲမြမက တလနှစ်လတစ်နှစ်နှစ်နှစ်လဲတဲကိုနိုင်ကြောင်းနှင့်ပြန်ပြောလေ၏ကျွန်ုပ်အားလည်းပထမတန်းက၎င်းနှင့်အတူအရေးကြီးသောလုပ်ငန်းကြီးတစ်ခုတွင်တွဲဖက်လောက်ကင်ပြင်ဒုတိယဖြစ်ကြောင်းနှင့်အတီအကျွမ်းဖွဲ့ပေးရတွင်ဝီလျံစင်သည်ကျွန်ုပ်နှင့်တီးကျွမ်းရသည့်အတွက်ဝမ်းမြောက်ပါကြောင်းနှင့်ပြော၍လက်ဆွဲနှုတ်ဆက်လေ၏ ကျွန်ုပ်တို့သည်ဝီလျံစင်၏နေအိမ်၌နေသားရကြချေ၍ဝီလျံစင်သည် ကျွန်ုပ်တို့ကိုနှုတ်ဆက်ရင်းမိမိတို့အိမ်ကဲ့သို့ပင်လွတ်လပ်စွာနေထိုင်နိုင်ပါကြောင်းနှင့်ပြောဆိုပြီးလည်းရင်အလုံယုံတို့ထွက်သွားလေရာစမင်းနေခန့်ကြာသောအခါတွင်လောဝံရောက်လာလေ၏ဆရာကြီးရောက်မည့်အကြောင်းကိုသိနှင့်ကြပြီးဖြစ်သောကြောင့်အသည့်ပြင်စင်ဆောင်းဆိုင်နေကြပါသည် ကောင်းပြီလောဝံမြင်းများဝဲထားနေပြီတော့လက်ပြန်နဲ့ငါတို့ပီကင်းကိုတွားကြမယ် အတောင်တရားလမ်းကအိမ်ကိုဆရာကြီးဘယ်တော့သွားမလဲဒီကနေ့ည10နာရီနဲ့17နာရီအတွင်းငါရောက်အောင်လာခဲ့မယ်ကောင်းပါပြီဆရာကြီးထို့နောက်လောဝန်ဒီအိမ်ပေါ်မှဆင်းသွားလေ၏ထိုနေ့ညနေ၌ဝီလီယမ်ဆင်ပြန်လာသောအခါတွင်ပထမသိန်းနှင့်ဝီလီယမ်ဆင်တို့သည် အခန်းတွင်သို့ဝင်ကြ၍တနာရီခန့်အများတိုင်ပင်ဆွေးနွေးကြလေရာကျွန်ုပ်မှာဝရဏတာတွင်ထိုင်လျက်စေပြင်းလေးတောက်ရင်ကျွန်ုပ်တို့၏အကြံစီအထမြောက်သောအခါ၌ စမ်းစောက်နိုင်မည့်အလုံးများအကြောင်းကိုတွေးတော့ကစိတ်ကူးရင်လျက်ရှိ၏ကျွန်တို့တို့သည်ဝီလျံစင်ကကြွေးမွေးသောညသာကိုမြင်ချက်စွာ စားတော့ကြပြီးနောက်ပထမသိန်းကအတောင်တရာလမ်းသို့တွားရန်အချိန်တော်ပြီဟုပြောသည်ဖြင့်ကျွန်တို့တို့နေရာလုံးသည်မျက်နှာနှင့်လမ်းများကိုပါဆေးရှည်၍ရခင်ကတရုတ်ဝင်စားများကိုလဲလှယ်ဝတ်ဆင်ကြလေ၏ဝီလျံစင်၏အိမ်မှာမြို့ဤအဆောင်ပြား၌တည်ရှိသည်ဖြစ်ရာ ကျွန်တို့တို့သည်ထိုအိမ်မှဆင်းလာ၍ မြို့တွင်သို့လျှောက်လာကြသောအခါတွင်ဆယ်နာရီကျော်ခဲ့လေပြီကျွန်ုပ်ရောက်ဖို့သမျှသောမြို့များအနက်တွင်တီယန်စင်မြို့တီကအပေရေအငိမ့်ဘက်ဆုံးနှင့်အချင်းမြောင်ဆုံးသောလမ်းများရှိသည့်မြို့ဖြစ်ရှိသည်အချို့သောလမ်းများမှာမညီမညာမဖြောင်းမတန်းရှိနေသည့်အပြင်တချို့သောနေရာများမှာရန်ကုန်မြို့မှနောက်ပြေးလမ်းကြားများထက်မကျယ်ဝန်းလာချေပထမသိမ်းမှမူထိုမြို့၏လမ်းများကိုအားလုံးသိနေသည့်လက္ခဏာနှင့်လမ်းချင်းကလေးတစ်ခုမှတစ်ခုသို့ နောင်နေဆိုင်တော်ခြင်းမရှိဘဲဖြတ်ကျော်ချိုးဝင်ခဲ့ပြီလည်းရင်အတော်အတန်တန်ရှင်းကျဲ့ဝန်းသောလမ်းခေတစ်ခုဤထောင်းသို့ရောက်သောအခါတွင်ခေါက်ဆွဲဆိုင်တစ်ဆိုင်မှစောင့်ကြည့်နေသော လောဝံနှင့်တွေ့၍ဟောဆောင်သွားလေ၏အမိုးကော့ကြီးများနှင့်တရုတ်လူမျိုးတို့ထုံးတဲ့အတိုင်းဆောက်လုပ်ထားသော တထက်တိုက်တထိုက်သို့ရောက်ကြသောအခါလောဝံသည်တကားကိုလက်သေးနှင့်သုံးချက်ထုလိုက်သဖြင့်တကားပွင့်လာ၍လူတယောက်ထွက်လာရတွင်လောဝံကစကားတီးတိုးပြောလာ၏ ဟိုသူတွေကျွန်တော်နဲ့ပထမသိန်းတို့ကိုရှေ့ဆုံးကောင်းဆုံးကြည့်ပြီးနောက်ဦးကောင်းညိတ်လျက်ကောင်းကင်၌နေတဲ့စင်းတာရှိ၏ဟုစာကိုရွတ်တကဲ့သို့ရွတ်လျာပထမသိန်းကဆိုင်းတွခြင်းမရှိပဲတို့ရတွင်ကြက်တန်ရမူကအများအများရှိပါသည်ဟုတွက်လက်စွာရွတ်ဆိုလေ၏သူအက၎င်းလူသည်ရှေ့မှဝင်သွားလေ냐ကျွန်ုပ်တို့လည်းနောက်မှလိုက်လာကြရလေ၏ပိတ်ထားသောတကားတစ်ခုသို့ရောက်ကြသောအခါကျွန်ုပ်ကိုခေါ်၍တွင်းကြသောသူသည် ဒကမူအားစကားတီးတိုးပြောလိုက်သဖြင့်ဒကမူကမြေထဲနရေများလာ၏ဟုရွတ်ဆိုပြန်ရာ ပထမတိုင်းကတမုတ်တရားနာ၏တာ၍ရေများသေး၏ဟုပြောလိုက်၏ထိုအခါဒကမူသည်တကားကို ဖွင့်ပေး၍ကျွန်ုပ်တို့ကို ခေါ်သွားလျာပထမလူသည်ပထမတကားစီသို့လှည့်၍ပြန်သွားလေ၏တေယုတ်ဘုရားရှိခိုးကြောင့်အတွင်းကဲ့သို့ပြင်ဆင်လာသောအခန်းကြီးတစ်ခန်းသို့ရောက်ကြသောအခါ ကျွန်တို့ကိုခေါ်သွင်းခဲ့တော်လူသည်နှစ်ဖိုးနှင့်ကြံထီလိုမီတာရှိသည့်တန်ရာပထမတိုင်းအားဥညော့ကအယိုဒေပြုပြီးနောက်ဖတ်သွားလေရာကျွန်တို့မှာတရုတ်ဖဲတဲ့များဖြင့်ဖုံးအုပ်ချုပ်လုပ်ထားသောပုံကြီးပေါ်တွင်ထိုင်လျက်စောင့်နေရကြလေ၏အခန်းအတွင်း၌ခင်းချင်းပြင်ဆင်ထားသောအဖိုးတန်သုံးအောင်ဆောင်အိမ်တော်ပစ္စည်းများကိုကြည်ချင်းအားဖြင့်အိမ်ရှင်မှကြွယ်ဝချမ်းသာသူတယောက်ဖြစ်ရမည်ဟု၍ကျွန်ုပ်၏စိတ်ထဲ၌တွေးတော်မိ၏ မမင်းနဲ့ကတိုင်အောင်မြေသူများပေါ်မလာပဲကျွန်တို့နှစ်ယောက်တည်းအခန်းတွင်းကြီးအတွင်း၌ထိုင်လျက်စောင့်နေကြလိမ့်လျင်ကျွန်တို့မှာစိတ်ထဲ၌အနှဲငယ်တင်ကာမကင်းဖြစ်လာသည်နှင့်ပထမတိန်အားထိုအကြောင်းကိုပြောတော်မူပြုတွင် ပထမတိန်ကနှုတ်ခမ်းကိုလက်ဖြင့်ပုတ်တက်လိုက်ခြင်းကို မြင်သည်ဖြင့်တိတ်ဆိတ်နေလိုက်နောက်တခဏ၌အသက်80တက်မနေအိုမင်းလာသောတရုတ်အဖိုးကြီးတစ်ယောက်သည်အတွင်းဘက်တကားမှတောင်ဝေးကန်ကထွက်လာပြီးလျင်ရိုသေလေးမြတ်သောအမူအရာနှင့် ပထမတိုင်းအားနှုတ်ခွန်းဆက်တာပြီးနောက်အရှင်ထွက်ကြလာပြီးအကြောင်းကိုသိရသဖြင့်ကြိုးစုံနေကြသည်မှာတနင်းကိုနေတပတ်ခန့်ရှိပါပြီရှေ့သို့ထွက်ကြရန်ခရီးစဉ်အတွက်အားလုံးအစဉ်နဲ့ပြင်ဆင်ပြီးပါပြီအရှင်ရှာစုမြို့မှာကျွန်ုပ်ကြံ့ကြာသွားပါသည်ကျွန်ုပ်ခရီးစဉ်အတွက်မိကဲတို့စီမံထားပါသည်ပြကင်းမြို့တော်တို့အရှင်ကြွလာမည်အကြောင်းကိုတည်င်းပို့ထားပါပြီ။ဂန်းကျုပ်ကြီးကိုယ်တိုင်ကျောင်းတော်ကြီးမှကြိုဆိုပါလိမ့်မည်။ ကျွန်ုပ်အားခံထားခြင်းအကြောင်းကိုလူအများကအဘယ်ကဲ့သို့ပြောကြပါသနည်းအရွယ်အားဖြင့်အကြီးဆုံးမဟုတ်တော်냐လဲကြားကံဘဟုတုတဗန္နိုင်ခိုင်လုံသူဖြစ်သောကြောင့်ဂျင်နဲ့ကြပါသည်ကောင်းပြီကျွန်ုပ်ယနေ့ညဒီအိမ်မှာတဲခွန်၍နက်ပြန်နေတဲ့ဆောစောခရီးထွက်ရမည်၎င်းနောက်အဖိုးကြီးသည်မိမိ၏ယုံညံ့သောနေအိမ်၌အိမ်များနောက်မြင့်မြတ်သောပုဂ္ဂိုလ်ကြီးတို့ဦးတဲခွန်ခြင်းအတွက်ဂုံကြီးမြင့်သည်ဟုမှတ်ထင်ပါကြောင်းနှင့်ပြောဆို၍ လူသည်အရာကိုအမိန်ပေးရန်မှာထားပြီးလည်းအပြင်သို့ထွက်သွားလေ၏။နှစ်ယောက်တည်းကြံရဲကြသောအခါပထမသိန်းကရွှင်ပြဝမ်းမြောက်သောမျက်နှာထားဖြင့်ပြောသည်မှာ။ဂိုင်းကိုကျင်စိန်ကျုပ်တို့အကြံစီဟာယခုအချိန်ထိတော့ဖြင့်နေရာတကာမှာဖြူးနေသေးတာပဲ။ကျုပ်တို့တွေ့ကျင်တဲ့လူနှစ်ယောက်ကျုပ်လက်ထဲကိုရောက်နေရင်ကျုပ်တို့အကြံအထမမြောက်เสียဘာမှမရှိတော့ဘူး။ဂိုင်းနားထောင်စမ်းကျုပ်ပြောမယ်။ဝီလီယမ်စင်ဆိုတဲ့အင်္ဂလိပ်ကာပြားဟာက ကျုံနဲ့တကြိတ်တည်းတညံနေဗျ။ဒီအကြံအထားမြောက်လျင်သူကြိုက်တဲ့အင်္ဂလိပ်မကိုလက်ထပ်ဖို့ချွေတင်းကတသိန်းပေးမယ်လို့ပြောထားလို့တော့သူကကျုပ်ကိုကောင်းကောင်းကူညီနေတယ်။ချွေတင်းကတသိန်းပေးဖို့ကိုခမည်းသိတဲ့အတိုင်းကျုပ်တို့အကြံစီအထားမြောက်လျင်ဘာမှမခဲရင်ဘူးဗျ။စေသိန်းနဲ့ပေးနိုင်တယ်။ဒီလိုကတရုတ်ပြည်မှာရောတိဘက်ပြည်မှာရော နေခဲ့ဘူးတာလေ။ကျုပ်ပြောတဲ့အတင်းချောင်းကို အများကြီးသိတဲ့လူတယောက်ပဲ။သူစီကတဲ့င်းလေးအများကြီးကျုပ်ရခဲ့တယ်။ အရေးကြီးတဲ့သတင်းတစ်ခုကဘာလဲဆိုတော့ဟန်ကောင်မျိုးကဂိုင်းချုပ်ကြီးကိုတိဘက်ပြည်ကယဟန်တော်များအစည်းအဝေးတို့ကိုယ်စားလှယ်ဖြစ်နဲ့ရွေးကောက်ခန့်အပ်တဲ့ကျိုးကြံစီကဘာလဲဆိုတော့၎င်းဂိုင်းချုပ်ကြီးကိုအစည်းအဝေးမတက်ဖြစ်အောင်နန်းကုလက်ကတွေးဆောင်ယူထုတ်သွားပြီးသူ့ကိုယ်စားချုပ်ကအစည်းအဝေးတက်ဖို့စီစဉ်ထားတယ်လုံးဝရင်စကားကြောင့်ဒီမျိုးကလူများကချုပ်ကိုဟန်ကောင်မျိုးကဂိုင်းချုပ်ကြီးတို့ခင်မက်နေကြတာကတော့ဟုတ်ပြီး သို့သောခိုင်းချုပ်ကြီးအစ်စ်ကြွလာခြင်းကိုလမ်းကစောင့်ပြီးဖြားရောင်တွေးဆောင်ဖို့နဲ့အရတဘာကိုထုတ်ယူသွားဖို့ကစီမံဖို့လိုသေးတယ်။ဒီအလောက်အတွက်ကျုပ်မှာလူနှစ်ယောက်ရှိတယ်။သူတို့စီကိုကျုပ်ယခုအကြောင်းကြားဖို့စီမံမယ်။ဒီတော့ကကျုပ်ယခုရေးမဲ့စာကိုခမားက ဝီလီယမ်ဆင်လက်ကိုတွားပြီးပေးပြီးတော့ဝီလီယမ်ဆင်ကထိုလူနှစ်ယောက်ထံမနှက်ဆော့ဆော့ကျေးနပ်ရိုက်ပြီးစီစဉ်လိုက်မယ်။၎င်းနောက်ပထမသိန်းဒီမှတ်စုစာအုပ်ကလေးတအုပ်တွင် လက်ရေးတည်တည်နဲ့အင်္ဂလိပ်ဘာသာဖြင့်သုံးမျက်နှာတည်တည်ရေးသားပြီးလည်းရင်စာရွက်များကိုဆုပ်၍ကျွန်ုပ်အားပေးလေ၏ဒီစာကိုဝီလီယမ်ဆင်အားပေးပြီးရှက်ချင်းခမည်းပြန်လာခဲ့ပြီတော့ခန်းချုပ်ကြီးထွက်မဲ့ခရီးစဉ်ကိုဝီလီယမ်ဆင်သိသလားသူကောင်းကောင်းသိတယ်ဆောင်ရွက်မဲ့လူနှစ်ယောက်ကဘယ်သူများလဲအယုတ်လူမျိုးတွေကပဲသူကောင်းကောင်းသိပါလေကျုပ်ကိုအင်မတန်လမ်းနဲ့လူနှစ်ယောက်ဖြစ်တဲ့အတွက်ကတကြောင်ငွေကောင်းကောင်းပေးနိုင်တဲ့သူဖြစ်တယ်လို့ယုံကြည်တဲ့အတွက်ကတကြောင် ကြောက်ခိုင်းတာကိုဘာမဆိုလုံးမဲ့လူတွေဗျတန်အောင်သာကြည့်ပေးဘလို့အလုပ်ကိုမှ သူတို့မငင်းဘူးကျုပ်ကိုလည်းသူတို့ယုံကြည်တယ်တပည့်ကောင်းတွေပေါ်ပါပေးเสียဒါကြောင့်လည်းဒီလိုအကျန်စီကိုကြံဝတ်နာဗောဗျာကာတွားပြီးတော့ကိုကျင်စိကျွန်ုပ်ဒီဝီလျံစင်ဤနေအိမ်တို့ရောက်၍တကားကိုခောက်လိုက်သောအခါကျွန်ုပ်ကိုဆောင်းဆိုင်လျက်ရှိသောဝီလျံစင်သည်တကားကိုဖွင့်ပြီးနောက်အံဩသောမျက်နှာနှင့်ကျွန်ုပ်အားကြည့်လျက်ရှိ၏ဟုတ်ကဲ့ပါခင်ဗျာ ဆရာကြီးချွေဦးတော်ရေးသားသောပထမဆရာသိန်းတို့အမိရတဲ့လုံချင်းဝတ်ထုကိုအပိုင်း၃အနေနဲ့စီစဉ်တဆက်ခြင်းကိုဒီမှာတင်ခတခဏညနာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ